ားလုံးမင်္ဂလာပါကျွန်တော်တချို့အလုပ်တွေလုပ်နေတယ်စူးစားတယ်ဒါပေမဲ့လုံးသလောက်ဖြစ်မလာဘူးเนาะစူးစားသလောက်ရလတ်တွေထွက်မလာဘူးเนาะဘာကြောင့်လဲဆိုတော့အဓိကအဖြစ်တော့ကျွန်တော်ဒီ focus လို့ခေါ်တဲ့ suicide mode iron suicide mode ပေါ့เนาะ iron suicide mode အားနည်းလို့အဓိကဖြစ်တာပေါ့ကျွန်တော်တို့မှာဒီတစ်ခုလုပ်တယ်တစ်ခုလုပ်တယ်ဆိုတော့ねကျွန်တော်ဒီတစ်ခုပေါ်မှာပဲအာယုံမရှိပဲနဲ့အဲတခြားຢာလေးမှာပဲကျွန်တော်တို့ကလိုက်ပြီးတော့အာယုံထားတယ်လိုက်ပြီးတော့စဉ်းစားတယ်လိုက်လုပ်တယ်ဆိုတော့ ဒီလိုအခြေအနေဖြစ်တဲ့အချိန်မှာကျွန်တော်တို့လုပ်နေတဲ့အလုပ်တွေကရှေ့ကိုကျွန်တော်တို့ရောက်တင်သလောက်မရအောင်ထားပါကျွန်တော်တို့ကဒီအလုပ်မှာလုပ်ငန်းဝင်မှာလုပ်နေတယ်ကျွန်တော်တို့ထားပါတော့ဒီဇိုင်နာတယောက်ကဒီဇိုင်းဆွဲတယ်ဒီဇိုင်းဆွဲတယ်ဆိုရင်အဲ तू ကဒီဇိုင်းလေးဆွဲလိုက်ခဏနေရင် तू ထားပါတော့ဒီဖုန်းပေါ်လိုက်ဆိုရှယ်မီဒီယာသုံးလိုက်တခါတလေကျွန်တော်တို့ကဒီတခြားသူတွေနဲ့လုပ်ငန်းဝင်နဲ့မှာစကားတွေပတ်ပြောလိုက်ဒီလိုလုပ်နေ तू ဆွဲနေတဲ့ဒီဇိုင်းကအတော်တော်နဲ့ပြီးမှာမဟုတ်ကျွန်တော်ပြီးတယ်ဆိုတော့ quality ရတာ ဖြစ်တဲ့လောက်ပေါ့နော် quality ကောင်းတဲ့လောက်ဒါကောင်းမှာမဟုတ်ပါဘူးအဓိကတော့ကျွန်တော်တို့ကိုလုံနေတဲ့အလုပ်ပေါ်မှာဒီအာရုံစူးစမ်းမှုနည်းတဲ့တော့ပေါ့နော်ဒီလိုဖြစ်ရကျွန်တော်တို့ဆိုလည်းတစ်ခါတစ်ခါရှိတယ်ကျွန်တော်တို့မှစာဖတ်တာပဲဖြစ်ဖြစ်စာရေးတာပဲဖြစ်ဖြစ်တစ်ခါတစ်ခါစာပိုင်းစာရေးနေနေကျွန်တော်တို့ထားပါတော့မိသားစုနဲ့ပတ်သက်တဲ့ကိစ္စပဲဖြစ်ဖြစ်တကူထားပြီးတော့ကျွန်တော်တို့အလုပ်ဆက်ရှိတယ်လောက်လိုက်တာရှိတယ်တစ်ခါတည်းကျွန်တော်တို့ဧည့်သည်လာလို့ကျွန်တော်တွေးလိုက်တာရှိတယ်တစ်ခါတည်းဒီလိုပဲကျွန်တော်တို့ခုနကဒီ social media မှာသတင်းတပုတ်တက်တယ်ကျွန်တော်တို့ item မှာ live မျောသွားတယ်တစ်ခါတည်းကျွန်တော် social media အသုံးနဲ့ video တစ်ခုကြည့်လိုက်တယ် အဲဒီကနေပြီးတော့နောက်ထပ်နောက်ထပ်ကျွန်တော်ဒီ related ဖြစ်တဲ့ video တွေကျွန်တော် like ကျင်ကျင်းနဲ့ဟောကျွန်တော်တို့ခုနစာဖတ်နေတဲ့အလုပ်စာရေးနေတဲ့အလုပ်ကရက်သွားပြီးတော့ဗောနော်အဲကျွန်တော်တို့ဘာမှမသိဘဲနဲ့ကျွန်တော်တို့တခြားတွေ like လုပ်ရင်းနဲ့ဒါကိုအလုပ်ကပြီးတဲ့လောက်မပြီးဘူးနောက်ကျွန်တော်တို့ဒီရေသွေးကောင်းကောင်းနဲ့ကျွန်တော်တို့ရှားတဲ့လောက်ကျွန်တော်တို့ရှားလက်ကရမလားဗောနော်ဒါကြောင့်မို့ကျွန်တော်တို့ကဒီအလုပ်မှာကိုအချိန်ပေးပြီးလုပ်ရင်လုပ်သလောက်ရှားလက်ထွက်ဖို့ဆိုရင်ဒီ focus လို့ခေါ်တဲ့ဒီစူးစိုက်မှုအင်တန်ရေးကြည့်တယ်။အမှတချို့ဆိုရင်ရှိတယ် ဒီကိုယ့်ရဲ့ဒီ career နဲ့ပတ်သက်လို့အလုပ်နဲ့ပတ်သက်လို့ပေါ့နော်ကိုယ်ကိုယ်တိုင်တက်ချင်လို့ဆိုတာထက်သူများလို့လို့ကျွန်တော်လိုက်လို့တဲ့ဟာမျိုးတွေပေါ့အများစုပြတ်တတ်တယ်ဥပမာတင်းတန်းလိုက်တတ်တယ်အသူများကကျွန်တော်တို့ကဒီ SCCI ဆိုလို့ကိုယ်ကလိုက်တတ်တယ်ဥပမာသူများကဒီ web development ဆိုကျွန်တော်တို့ web development လိုက်တတ်လိုက်ပြန်တာပေါ့တချို့ဆိုဒီ language ပေါ့နော်ဘာစကားဥပမာကျွန်တော်တို့ဒီအင်္ဂလိပ်တစ်မျိုးတည်းနဲ့မဟုတ်ဘူး English ကိုကျွန်တော်တို့ဒီဒီအဲတရုတ်ဆိုလည်းကျွန်တော်တို့တက်လိုက်တာပဲကိုရီးယားဆိုလည်းတက်လိုက်တာပဲထိုင်းဆိုလည်းတက်လိုက်တာပဲဆက်စပင်ကျွန်တော်တို့ကအေးသူများကောင်းတယ်ဆိုလို့ ကိုကလိုက်ပြီးလောက်တာမျိုးပေါ့နော်ဒါမျိုးဖြစ်နေတော့ဘာဖြစ်လဲဆိုတော့တင်တန်းနေအများကြီးတက်တဲ့အတွက်ဒီ certificate တွေတော့ရမယ်အများကြီးရမယ်ဒါပေမဲ့ကျွန်တော်တို့ကဟိုဆက်ဆက်ဒီဆက်ဆက်နဲ့နှက်ဆက်မှုနဲ့နည်းနည်းပါးပါးတော့ရှိမယ်ဒါပေမဲ့ကျွန်တော်တို့ဘယ်ဟာမှမှဒီကြွညမှုရလာမှာမဟုတ်ဘူးဒီလိုပဲကျွန်တော်တို့ဒီကောင်းတဲ့ဒီ reset တွေလည်းကျွန်တော်တို့ကထွက်လာမှာမဟုတ်ဘူးပေါ့လေဒါကြောင့်မလို့ကျွန်တော်တို့ကိုကကိုဖားလို့ရင်းနဲ့အရင်ဆုံးတီးပေါ့ကိုဖားလို့ရင်းနဲ့ အကုတ်ကိုတီးဖို့လိုတယ်ပြီးရင်ကိုလိုချင်တဲ့အရာကိုပဲကျွန်တော်တို့ဒီ iron suicide ပြီးတော့ဒီအများကြီးချက်လို့တာနဲ့ဆိုင်ကိုတို့ကအရေးကြီးတဲ့ဟာကိုဥစားပေးရမယ့်အရာတွေပဲကျွန်တော်တို့ကတစ်ဆိုင်မမတ်လောက်ဆောင်ဖို့အင်တန်အရေးကြီးပါတယ်ဘာတချို့ဆိုလုပ်ငန်းလုပ်တာတွေရှိတယ်ကိုကဒီအလုပ်တစ်ခုလုပ်တယ်နောက်ထပ်အလုပ်တစ်ခုကျွန်တော်တို့ကောင်းမလားဆိုပြီးတော့ကျွန်တော်တို့ကလိုက်လို့တာရှိတယ်။မှာတစ်ခါတည်းရင်ကျွန်တော်တို့ဒီ popular ဖြစ်နေတဲ့အလုပ်တွေသူများတွေလုပ်နေတာအဆင်ပြေတယ်ဆိုတော့ကိုကလိုက်လို့မိတာမျိုးတွေရှိတယ်။တစ်ခါတည်းရင်ကျွန်တော်တို့ကအများကြီးလုပ်ရင် အကူအတွက်အကျိုးမြတ်အများကြီးရမလားဆိုပြီးတော့ဝင်ဝင်များကြီးရမလားဆိုကျွန်တော်လိုက်လုပ်နေတာရှိတယ်။ဥပမာအထူးသဖြင့်တော့ကျွန်တော်တို့ဒီ freelance လုပ်နေတဲ့သူတွေကိုယ်ပိုင်လုပ်ငန်းခုမှစလုပ်တဲ့သူတွေမှာဒါမျိုးဖြစ်တတ်တယ်။ကျွန်တော်ကိုယ်တိုင်လည်းအော်ဒီဝန်ထမ်းလောက်ကနေပြီးတော့စထွက်တဲ့အချိန်မှာဒါမျိုးလေးကြုံခဲ့ဘူးတဲ့။ဥပမာကျွန်တော်ဝန်ထမ်းအလုပ်ကနေစနားတဲ့အချိန်မှာကျွန်တော်တို့ဒီ content marketing service ကျွန်တော်တို့စတယ်။ content creation တွေကျွန်တော်တို့လုပ်တယ်။အဲနောက်ဘာလုပ်သေးလဲဆိုတော့ကျွန်တော်တို့ဒီဘက်မှာဒီရိုက်ခွေးတချို့ပိုင်းတွေကျွန်တော်တို့တောင်းယူပြီးလုပ်ပေးခဲ့တာရှိတယ်။နောက်ကျွန်တော်တို့ဒီ ဆောက်ဆိုင်စာပွင့်တာရှိတယ် online post တို့ပေါ့နော်စာပွင့်တာရှိတယ်နောက်ပိုင်းကျွန်တော်တို့ဒီဒီ publishing house လုပ်ငန်းကိုလုပ်တယ်ပေါ့နော်အဲ့တော့ဘာဖြစ်လဲတကယ်တကယ်စတဲ့အချိန်မှာကျွန်တော်တို့ကဒီကိုရှိတဲ့လူလေးနဲ့စာတယ်ကျွန်တော်တို့ဒီဝန်ထမ်းလဲကျွန်တော်တို့တယောက်နှစ်ယောက်နဲ့ပဲစာတော့ အစားတပါဖြစ်လဲဆိုကျွန်တော်မနိုင်မနေနေဖြစ်တယ်ပေါ့နော်မနိုင်မနေနေဖြစ်တယ်ကျွန်တော်တို့အဒီဘက်မှာလည်းကိုယ့်ရဲ့ဒီ publishing house ဆိုဒီ book store တို့မှာလည်းအချိန်ပေးရတယ်တစ်ဖက်မှာကျွန်တော်တို့ဒီ corner marketing service တွေမှာလည်းကျွန်တော်တို့အချိန်ပေးပြီးရှောက်လုပ်တဲ့ခါကျတော့ဒီကိုလှုပ်တဲ့လောက်ပေါ့နော်အလုပ်တွေများပြီးတော့ကျွန်တော်တို့ဒီ risk ကကောင်းကောင်းထွက်မလာအောင်ကျွန်တော်တို့ဒီ income တွေ profit တွေကောင်းကောင်းရအောင်လောနောက်ဆုံးတော့ဘာလုပ်ပြရလဲဆိုတော့အကိုအတွက်တိတ်ပြီးတော့အလုပ်မဖြစ်တဲ့ဒါပေမဲ့ကျွန်တော်ဆိုအဲ့ချိန်တော့ဒီ corner marketing service တို့ဒီ corner creation လုတ်ပေးတဲ့ဟာတွေကျွန်တော်တစ်ဖြည်းနဲ့ဖြုတ်ဖြုတ်နောက်ဆုံးဒီ publishing house နဲ့ဒီ book store ပဲကျွန်တော်အားလုံးဆိုင်ပြီးလုတ်ကြည့်ခဲ့တယ်ပေါ့နော်အဲ့လိုလုတ်ပြီးတဲ့နောက်ပိုင်းမှာအာကျွန်တော်ဒီဘက်ကဒီလုပ်ငန်းနဲ့ပတ်သက်တဲ့ result တွေကပို့ပြီးကောင်းလာတယ်ပေါ့ဒါကြောင့်မို့ကျွန်တော်တို့ကိုကဝန်ထမ်းပဲလုတ်လို့ကိုပိုင်လုပ်ငန်းပဲလုတ်လို့နောက်တစ်ဖက်မှာလည်းကျွန်တော်လေးလာတင်မှုပဲလုတ်လို့တခြားအာဘာကိစ္စပဲလုတ်လို့ပေါ့နော်ကျွန်တော်တို့တစ်ခုဆိုတာနဲ့ဒီကိုလုတ်ရင်လုတ်သလောက် ဒီဖြည့်မြောင်တော့ဖြည့်အောင်ဆိုလို့ရှိရင်ကျွန်တော်တို့ focus အရေးကြီးတယ်ကျွန်တော်အများကြီးချက်လုပ်နေတာနဲ့စာရင်အဲကိုအတွက်ဘယ်ဟာအလုပ်ဖို့ဖြစ်လဲဒါကိုကျွန်တော်ဦးစားပေးပြီးလုပ်ဖို့လိုတယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့ဒီ focus နဲ့ပတ်သက်ရင်တော့ကျွန်တော်သတိထားဖို့အရာကနံပါတ်1ကျွန်တော်တို့အဲကိုယ့်ရဲ့ပန်းနိုင်ကိုယ့်ရဲ့ဥတီချက်ကကျွန်တော်ရှင်းလင်းဖို့အရေးကြီးတယ်နံပါတ်2ဒီထွေပြားနေတာတွေပေါ့ကျွန်တော်တို့အာရွေးစရာတွေများနေတာဒါတွေကျွန်တော်အတတ်နိုင်လို့ရှော့ချဖို့လိုတယ်နောက်ဆုံးတစ်ခုကတော့ဦးစားပေးသတ်မှတ်ဖို့အရေးကြီးတယ်ကျွန်တော်မှရွေးချက်စရာတွေလှုပ်စရာတွေအများကြီးရှိနိုင်တယ်အဲ့ဒီမှာတကယ်အလုပ်ဖြစ်တဲ့ ကိုယ်အတွက်တကယ်အရေးပါတဲ့အရာကိုကျွန်တော်တို့ဥစားပေးရွေးချယ်ဖို့ရည်ကြီးတယ်။ဒါကြောင့်မို့ကျွန်တော်တို့လုံရင်လုံသလောက်အလုံးမဖြစ်တာအကျိုးဆိုင်အကျိုးဆိုင်လောက်အရာမထင်တာတကယ်တမ်းကျတော့ကိုမလုံလို့မဟုတ်ဘဲနဲ့ focus ပြောင်းနေလို့ဖြစ်တတ်ပါတယ်။တိုးတိမ်ငွေချင်းနဲ့ CY ဆိုင်ဗီဒီယိုတွေပုံမှန်ကြည့်ရှုနားဆင်ကြတာဆိုရင်တော့ channel ကို subscribe လုပ်ထားလို့ရပါဘူး။အားလုံးကျေးဇူးတင်ပါတယ်။